တိတ်ကိုချမ်းသာတဲ့ဒီဘီလီယံနာသတိမှကြီးခန့်လီချန်နာဟာအခုတော့တခြားသူတွေရဲ့ပြင်းထန်တဲ့ဝေဖန်တာကိုခံနေရပါပြီ။အကြောင်းကတော့သူကလူတွေကိုဂျင်းထက်လိန်လေခဲ့လို့ဆိုပြီးပါ။သူဟာတိတ်ကိုတော်လို့ဒေါ်လာတန်းချီတန်တဲ့ကုမ္ပဏီကြီးကိုပိုင်ဆိုင်ထားတယ်။ဒါအပြင်အင်တာနက်မှာလည်းနာမည်အရန်ကြီးလို့ဆိုရှယ်မီဒီယာကွင်းဆိုပြီးတောင်ခေါ်ကြတယ်။နောက်ပြီးအသက်20ကျော်နဲ့ဘီလီယံနာပါဖြစ်လာတော့လူတိုင်းကသူ့ကိုဆိုရင်လေးစားအားကျကြပါတယ်။ဒါပေမဲ့ဒီရက်မှာတော့မထင်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့်သူ့ရဲ့ဘဝအလဲပြောင်းဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်အခုဆိုရင်သူကတချို့သူရဲ့ဝေဖန်ကြည့်ရတာတွေကိုခံ နေရတဲ့အပြင်လူလိမ်မဆိုပြီးတော့တစ်ဖက်သက်ဆွဆွဲနေကြပါတယ်ဆိုတော့သူကဘာရင်းများလုံးမိလို့ဒီလောက်အထိလုံမုံများသွားရတာလဲဒါမှမဟုတ်လူတွေကပဲတစိုက်ကိုတအိတ်လုံပြီးဖြစ်ပြောနေကြရများလားဒီဗီဒီယိုမှာတော့ဒါတွေကိုရှင်းလင်းလင်းသိရတော့မှာပါ ခန်လီဂျန်နာဟာအမေရိကန်ကစီးပွားရေးသမားတယောက်ပါ Guardian Family ဆိုရဲသူရဲ့မိသားစုဟာ US ရဲ့နာမည်ကြီးမိသားစုတွေထဲကဖြစ်ပြီးတော့တော်တော်လေးလဲချမ်းသာပါတယ်နောက်ပြီးသူ့ရဲ့အမတွေပြင်မိသားစုတွေအားလုံးဟာနာမည်ကြီးတွေပဲဆိုတော့ခန်လီဟာငငယ်ကလေးကဖီးယားပေါင်းစုံနဲ့အကြီးမြတ်လာခဲ့တာပါမီလီယံချီချမ်းသာကြတဲ့မိသားစုတွေမှာသူဟာအားလုံးထက်ပိုသာအောင်လုပ်ပြချင်ခဲ့တာပါဒီတော့သူဟာဆယ်ကျော်သက်မာတဲ့နာမည်ကြီးဖြစ်လာခဲ့ပြီး Social Media မှာလည်းတန်းရတဲ့ချီရဲ့ follower တွေရနေခဲ့ပါတယ်အဲ့ဒီမှာ post တစ်ခုတင်တိုင်းလည်းသူ့ရဲ့ဝန်ဝင်ကမီလီယံချီပါတယ်ဒါပေမဲ့ခန်လီဟာဒီလိုမျိုးဝင်ရရင် ပြီးရောဖြစ်ချင်တာမဟုတ်ပါဘူးဒီတော့ तू ကဝစ်ဆာဘရန်နေစထောက်ပြီးစနစ်တကျစီးပွားရေးလုပ်တယ်အဲ့ဒီမှာသူ့ရဲ့ဘွားကိုအမြင်ဆုံးတွန်းနေပေးမယ့်အရာတစ်ခုကိုစိုက်အောင်ခဲ့ပါတယ်အဲ့ဒါကတော့တခြားသူတွေနဲ့မတူပဲနှကန်ပိုးထူတရာလုပ်ပေးမယ့် lip kiss တွေပါပဲနောက်ပြီးဒါရီကလည်းသူ့ကြောင့်ပါပဲအရင်ကခိုင်လီရဲ့နှကန်ကအခုမြင်နေရသလိုပါပါလေးပါဒီတော့နှကန်ထူမှာပိုလာတယ်လို့လက်ခံကြတယ်ဒီနေ့ခင်မှာတော့ခိုင်လီဟာသူ့ရဲ့နှကန်ကြောင့်တော်တော်လေးဆက်တဲ့ကြခဲ့ရပါတယ်ဒါကြောင့်သူဟာပိုလာသွားအောင်လို့နှကန်ကိုပြုပြင်ခဲ့တာပါဒီနေ့မှာလုံးဝမထင်ထားတာကပထမဆုံးရောင်းတဲ့တတ်တော့ကတမနစ်အတွင်းကို ရောင်းခွင့်သွားတာပါဒီလိုမျိုးအစကောင်းခဲ့တဲ့သူ့ရဲ့ကမ်ပဏီကနောက်ပိုင်းမှာလည်းတော်တော်လေးကိုအောင်မြင်လာခဲ့ပါတယ်ဘလောက်ထိလဲဆိုရင်နာမည်ကျော် Fox Magazine မှာတော့ပါလာခဲ့ပြီးကမ္ဘာအသက်ငယ်ဆုံး Submit Billionaire ဆိုပြီးပါသတ်မှတ်ခံလိုက်ရပါတယ်အဲ့ဒီနောက်ဒီသတင်းကတကမ္ဘာလုံးကိုပြန်သွားခဲ့ပါတယ်ဒါကြောင့်သူ့ကိုချီးကျူးတဲ့သူတွေကပုံများလာခဲ့ပြီးလူငယ်တွေရဲ့လီစားစရာစံပြဖြစ်ပါသတ်မှတ်လာကြပါတယ်ဒါအပြင်အဲ့ဒီအဖြစ်ကပဲသူ့ရဲ့ဘွားတွေကိုကန့်ဆုံးမှုတွေရောက်လာစေခဲ့တာပါသူ့ကိုမုန်းတဲ့သူတွေက Kylie ဟာ Billionaire မဖြစ်သေးတဲ့အပြင်အခုလိုအောင်မြင်လာတာကလည်းသူ့မိသားစုရဲ့အရှိန်အဝါ ကြောင့်ဆိုပြီးပါအပြစ်ပြောလာကြပါတယ်ဖိုဆိုးတာကဒီသတင်းဟာလူပြောများသွားခဲ့ပြီးဖိုးကပါသူတို့တင်ခဲ့တဲ့သတင်းအတွက်ပြန်ဆောင်ဆန်းလာပါတယ်အဲ့ဒီနောက်သူတို့တွေ့လိုက်ရတာကခန်လီဟာအမန်တကယ်ကိုဘီလီယံနာမဖြစ်သေးဘူးဆိုတာပါဒီတော့ဖိုးကလည်းချက်ချင်းပဲခန်လီကိုအသက်ငယ်ဆုံးဘီလီယံနာ list ကနေပြန်ဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ဒီသတင်းဟာပို့ပြီးနာမည်ကြီးသွားခဲ့ပြီးဒါဖိုးဘက်ကစင်မာသွားခဲ့တာပါခန်လီကိုယ်တိုင်ကလည်းသူကဒီကွန်ဘုတ်ကိုမတောင်းဆိုခဲ့ဘူးဆိုပြီးပြောခဲ့ပြီးမယ်တစ်ဖက်မှာလည်းဘာကြောင့်အစကတည်းကဝန်မခံခဲ့တာလဲဆိုပြီးမေးခွန်းထုတ်လာကြပါတယ်အခုလည်းခန်လီရဲ့ပြိတ္တ က်တွေကတစ်ဖက်ဟိတ်တာတွေကတစ်ဖက်အချင်းချင်းအငင်းပွားနေကြတော့မှသိကြတာကခိုင်လီဟာဘီလန်နာမဖြစ်သေးဘူးဆိုပေမဲ့အလို့ကြိုးစားပြီးတိတ်တော်တဲ့အမျိုးသမီးဆိုတာကိုတော့ငြင်းလို့မရပါဘူး။နောက်ပြီးအခုနောက်ပိုင်းခိုင်လီချန်နာဟာခရစ်တိုမှာ invest လုပ်နေပြီဆိုတဲ့သတင်းတွေလည်းထွက်လာပါတယ်။ဒီနေ့မှာ cryptocurrency တွေဆိုတာကတေချာဘောက်ကိုအနာဂတ်နည်းပညာတစ်ခုပါ။တကယ်လို့အခုကြည့်နေတဲ့သူက crypto အကြောင်းကိုစိတ်ဝင်စားရဆိုရင် Binance မှာလေ့လာလို့ရပါတယ်။ Binance ဟာ crypto နဲ့ပတ်သက်ရင်ယုံကြည်စိတ်ချမှုကိုရထားလို့အခုဆိုတရက်ကို7 billion လောက်အထိ Binance မှာအယောင်းဝယ်လုပ်နေကြပါတယ်။နောက်ပြီးစစ်တမ်းတွေအရ ာခရစ်တိုအရောင်းဝယ်လုပ်တဲ့သူအယောက်100မှာ96ယောက်က Binance Wallet ကိုသုံးနေကြတာပါ။ဒါအပြင် Binance Alpha မှာလည်းအလားအလာရှိတဲ့ Web3 Token တွေကို Binance Vault မှာ Malisking ကြီးကကြော်ပြီးအရောင်းဝယ်လုပ်လို့ရပါတယ်။ပြောရရင်အခုချိန်ထိ Token အသစ်22ခုက Binance Alpha ပေါ်မှာလာပြီးပါပြီ။ဒါတွေမကသေးပါဘူး။ Binance Alpha ရဲ့ Token Generation Event မှာ Token တွေ Malisking ဈေးသက်သက်တာနဲ့ဝယ်လို့ရအောင်ပဲအပြင်စစ်တမ်းတွေအရာပထမဆုံး List တဲ့ရက်ရက်ဈေးထက်80%ဈေးသက်တာလေးရှိပါတယ်။ဒါအပြင် Binance Alpha မှာ Airdrop တွေကိုခဏခဏ ာချပေးပြီးတော့မေလတလထဲမှာတင် Binance FR user တွေကတယောက်ကိုဒေါ်လာ1800ဘူးထိတန်ဖိုးရှိတဲ့ free token တွေရကြပေးပါပြီ။တကယ်လို့စိတ်ဝင်စားလို့ Binance account ဖွင့်ထားချင်ကျွန်တော်ပေးထားတဲ့ link ကနေတောဖွင့်လို့ရပါတယ်။ဒါပေမဲ့ဈေးတက်ကြကြမ်းလို့ရောင်းဝယ်မလုပ်ခင်ဈေးကွက်ကိုတိကျနားလည်အောင်လုပ်တင်ပါတယ်။ချွှန်းချုံနိုင်တာကိုနဲ့ပဲသက်ဆိုင်တာဖြစ်ကြောင်းအတိပင်းနောက်ပြီးမှပြန်နေကြရပါဘောခင်ဗျာ။ဒါနဲ့ဒီလိုမျိုး crypto အကြောင်းတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင် crypto mate ကို join ထားလို့ရပါတယ်။ crypto mate ဆိုတာ crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုတိကျချပြောပြပေးနေတဲ့ channel တစ်ခုပါ။ဒါ ါ့ကြောင့်ကိုယ့်ရဲ့အခြေအနေကတေချာပေါက်အကျိုးရှိမှဖြစ်ပြီးတော့ crypto နဲ့ပတ်သက်တာတွေကိုလည်းတေချာပေါက်အခမဲ့လေ့လာလို့ရမှာပါ။ဒါအပြင်ကျွန်တော်အခုပေးထားတဲ့ referral ကို referral link ကနေပြီးအကောင့်သွားဖွင့်တယ်ဆိုလို့ရှိရင် trade ကတိုင်း20% discount ရမယ့်အပြင်လစဉ်လာတိုင်းအကျိုးခံစားခွင့်တွေကိုလည်းရအောင်မှာပါ။ crypto mate မှာအပြင်တွေ့ကြပါမယ်။